ဆန္ဒနာတောတပံဖြစ်တာကမြတ်စွာဘုရားဟောကြားတဲ့တရားကိုနားရလို့တောတပံဖြစ်တာမဟုတ်ဘူးတဲ့မန္တန်ဒီပုတ္တအရှင်ပုံနာမတိဟောပြတဲ့တရားကိုနားပြီးတော့တောတပံဖြစ်တာလေအဲ့ဒီတရားလေးကလည်းပဲတော်တော်လေးမှတ်သားစရာကောင်းလိုရင်းကြအောင်ထိတိမိမိဟောပြထားတဲ့တရားပေါ့အဲ့ဒီရှင်ပုံနာမတိဆိုတာကအလွန်တရာမှတရားဟောတာစကားပြောတာကြွန့်ကျင်တယ် အဲ့ဒီရှင်ဘုံနာမထေရတရားစကားကိုနားယူပြီးတော့သူတောတပတိမညံပုညံကိုရရဲဆိုတာကိုရှင်အနန္ဒကိုရောတိုင်းဟောပြထားတဲ့အနန္ဒသုတ်တန်ဆိုပြီးတော့ဏိဒန္နဘကတန်ယုတ်ပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိတယ်။ငါရှင် တို့တဲ့ရှင်အနန္ဒကိုရောတိုင်းဟောပြတာမန္တန်ဒီပု္ပ္ပာရှင်ဘုံနာမထေရယဟန်ပြုတ်တဲ့တဲ့ငယ်တို့လိုယဟန်တွေအတွက်အလွန်တရာမှအကျိုးကျေးဇူးများတယ်။ငါဆိုလို့ရှိရင်အဲ့ဒီရှင်ဘုံနာဟောပြတဲ့တရားကို နာရကြရပြီးတော့တရားအသိဉာဏ်ကိုရခဲ့တာဘလို့ဟောပြတာလဲဆိုတော့သူကဥပမာလေးနဲ့ဟောတာအနန္နာတဲ့ငါဖြစ်တယ်ဒါဟာငါပဲလို့ဒီတဘာဝတရားတွေကိုငါလို့မှားယွင်းစွာဆွဲလမ်းမှတ်တင်ခြင်းဟာအကြောင်းတရားရှိလို့အကြောင်းကိုဆွဲပြီးတော့အဲ့ဒီငါဆိုတဲ့အမြင်မှားကြီးဖြစ်လာတာတဲ့ ငါလို့ထင်တာအစွဲပြုတ်ပြီးတော့ထင်တာအကြောင်းပြုတ်ပြီးတော့ထင်တာဘာကိုအစွဲပြုတ်ပြီးတော့ထင်တာလဲဥပမာသူကအရင်ပေးတယ်မှန်ကြည့်ပြီဆိုလို့ရှိရင်ဒီမျက်နှာရိပ်နဲ့မှန်တဲ့ဒီနှစ်ခုကိုအကြောင်းပြုတ်ပြီးတော့မှန်တဲ့မှာအရေးထင်လာတာဟုတ်လားရေကောထမကိုယ့်ရဲ့မျက်နှာရိပ်ကိုကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ဒီမျက်နှာရိပ်လည်းရှိတယ်ဒီရေပြင်လည်းရှိတယ်အဲ့ဒီနှစ်ခုကိုအကြောင်းပြုတ်ပြီးတော့ရေထဲမှာမျက်နှာရိပ်ကြီးထင်လာတာအဲ့ဒီအရေးဟာ အလကားထင်လာတာမဟုတ်ဘူးနော်မှန်နဲ့မျက်နာရိပ်နဲ့ပေါင်းမိပြီးတော့မှန်နဲ့မှအရေးထင်လာတာအဲ့ဒါလေးကိုဥမာပေးတာငါဆိုတဲ့စွဲလန်းနဲ့မှားရွင်းနဲ့အဲ့ဒီမှတ်ထင်မှုဟာလည်းပဲဒီရုပ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီခန္ဓာ၅ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တာတဲ့နော်ငါဆိုတဲ့အမြင်မှားကြီးဟာဘာကိုအကြောင်းပြုပြီးတော့ဖြစ်တာလဲခန္ဓာ၅ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တာတဲ့ဒါတိတိကျကျလေးနားလည်အောင်ကြိုးစားသင့်တယ်ဒီဒေသနာလေးကို အဲ့ဒီငါဆိုတဲ့အစွဲကအကုသိုလ်အာလုံတို့ရဲ့အခြေခံပဲနော်အဲ့ဒီငါစွဲကိုဖြုတ်နိုင်လို့ရှင် အမြင့်ပြတ်ဖြုတ်နိုင်လို့ရှင်အဘယ်တန်တရားနဲ့ဇေယျပြတ်အဲ့ဒီငါစွဲကြောင့်စိတ်ဆင်းရဲတွေစိတ်ပူရတာတွေအကြီးအကျယ်တုံ့လှုပ်ချောက်ချားရတာတွေဆိုတာဖြစ်တာငါစွဲဆိုတာတရားမလို့ဤတို့ရဲ့ဘဝမှာအကြီးအမားဆုံးနှိမ့်ဆက်နိုင်တဲ့ဉာဏ်တို့ပဲဘယ်ရာမှအဲ့လောက်တော့ကြောက်စရာမကောင်း အဲ့ဒီငါဆွဲကိုအဓိကကင်ပြီးတော့ပြောနေတာနော်ငါဆိုတဲ့ဒီမှားရွေးနဲ့မှတ်တင်မှုဟာအဆွဲပြုတ်ပြီးတော့ဖြစ်တာတဲ့ဘာကိုအဆွဲပြုတ်ပြီးတော့ဖြစ်တာလဲဆိုရင်ခန္ဓာ၅ပါးကိုအဆွဲပြုတ်ပြီးတော့ဖြစ်တာတဲ့မှန်ကိုအဆွဲပြုတ်ပြီးတော့အရေးပေါ်လာသလိုပဲတဲ့နော်ခန္ဓာ၅ပါးကိုဆွဲပြုတ်ပြီးတော့ငါဆိုတဲ့အထင်မှားကြီးဖြစ်တာတော့ငါဆိုတဲ့အထင်မှားကြီးမဖြစ်ချင်ဘူးဆိုရင်ဒီခန္ဓာ၅ပါးရဲ့သဘောမှန်ကိုသိဖို့လိုတယ်ပေါ့ ဲ့ဒါခန္ဓာ၅ပါးရဲ့သဘောမှန်ကိုသိအောင်အဲ့ဒီမထေမြတ်ကြီးကဘလို့မေးတော့ဆိုတော့အနန္တာတဲ့ဒီရုပ်အစုဝေးဟာတည်မြဲတဲ့သဘောရှိလားမတည်မြဲတဲ့သဘောရှိလားတဲ့မတည်မြဲတဲ့သဘောရှိတယ်မတည်မြဲတဲ့သဘောဆိုလို့ရှိရင်အကောင်းဖြစ်နိုင်မလားအဆိုးဖြစ်နိုင်မလားအဆိုးပဲဖြစ်မယ်အကောင်းမဟုတ်ဘူးနော်မတည်မြဲတဲ့သဘောဟာဆင်းရဲလားချမ်းသာလားဒီလိုမေးတော့မတည်မြဲတဲ့သဘောကအကောင်းမဟုတ်ဘူးအဲ့လိုရှိရင်မတည်မြဲသောအကောင်းမဟုတ်သောအဲ့ဒီသဘောဝတွေကို ဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့မှားယွင်းစွာစွဲလမ်းမှတ်တင်ခြင်းကတင့်တော်ပါမလားတဲ့လို့မေးတာအဲ့ဒါလိုပဲဦးဇင်းတို့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးပေါ့နောက်လူငယ်တွေနားလည်အောင်ပြောရရင်တော့ဒီရုပ်အစုနာမ်အစုနောက်အစုအဝေးဆိုတာကိုပါဠိလိုခန္ဓာလို့ပြောတယ်နော်ရုပ်အစုကိုရုပ်ဘက်ခန္ဓာပေါ့နောက်နာမ်အစုကိုတော့၄စုခွဲပြီးတော့ဟောတယ်ဝေဒနာအစုဝေဝေဒနာခန္ဓာမှတ်သားမှုတင်ညာအစုဝေတင်ညာခန္ဓာ ်ပြုလုံမှုရှေ့ဆုံမှုသင်္ခါရအစုအဝေးသင်္ခါရခန္ဓာတိမှုဝိညာဉ်တို့ရဲ့အစုဝေးဝိညာဉ်နဲ့ခန္ဓာဒါကိုအကျဉ်းမြင်းလေးနားလဲအောင်ရုပ်အစုနာအစုလို့ဒီလိုမှတ်မယ်ဆိုရင်လည်းမရဘူးလားရရင်နော်အဲ့ဒီရုပ်အစုနာအစုကိုပဲအစွဲပြုတ်ပြီးတော့ငါဆိုတဲ့အထင်မှားကြီးပေါ်လာတာတဲ့တော့ငါဆိုတဲ့အထင်မှားကြီးပေါ်မလာအောင်ဒီရုပ်အစုနာအစုရဲ့အခြေအနေမှန်ကိုသိအောင်စူးစမ်းရမယ်ရုပ်အစုနာအစုဆိုတာငါလားမတည်မြဲတဲ့သဘောလားလို့မေးမတည်မြဲတဲ့သဘော မတီးမြဲတဲ့သဘောကိုတကယ်မြင်လို့ရှိရင်ငါလို့ဆွဲလန်းတဲ့မှတ်ထင်မှုဖြစ်စရာအကြောင်းမရှိဘူး။ဒါရုပ်ဆိုတာမတီးမြဲတဲ့သဘောပဲငါမဟုတ်ဘူး။တဘာဝတရားတဘာဝတရားမှဘယ်လိုတဘာဝတရားလဲဆိုရင်မတီးမြဲတဲ့တဘာဝတရား။ခုပဲဖြစ်လာတဲ့ခုပဲမရှိတော့ဘူးထပ်ဖြစ်တဲ့အတိအတိပဲထပ်ပြီးတော့ဖြစ်နေတယ်။အတိအတိပြီးတော့အတိအတိပဲထပ်ထပ်ပြီးတော့ဖြစ်နေတယ်။စောစောကဖြစ်ခဲ့တာနဲ့အခုဖြစ်နေတာနဲ့တခုတည်းမဟုတ်ဘူး။ တဘောပေါက်ရဲ့လားစောစောကဖြစ်ခဲ့တာမရှိတော့ဘူးအခုဖြစ်နေတာအတိတ်ငါလို့စွဲเสียရငါလို့ထင်เสียရဒီယုတ်ဒီနံရဲ့တဘောပေါက်ကမတည်မြဲဘူးလို့အမှန်သိရင်ငါလို့စွဲเสียရမရှိဘူးဆိုတာကိုလည်းအမှန်သိမယ်ပေါ့အဲ့တော့ငါစွဲကင်းနေတယ်ဆိုလို့ရှိရင်ငါစွဲကိုရှော့ချနေတယ်ဆိုရင်ဒီခန္ဓာဟာမတီမြဲတဲ့သဘာဝအရှုအဝေးများတာဖြစ်တယ်လို့သူ့ရဲ့အမြင်မှန်ကောတာအခြေအနေမှန်ကောတာမြင်အောင်ကြည့်ဖို့လိုတယ် ဒါပဲရိုးရိုးလေးပဲနော်အနိစ္စဘုရားတကယ်မြင်မယ်ဆိုရင်ငါဆွဲအဲ့ဒီအချိန်မှမဖြစ်ဘူးပေါ့ဟုတ်လားဒါကြောင့်ဒီမတိမြဲတဲ့သဘာဝအဆုအဝေးသာဖြစ်တယ်ဆိုတာကိုတကယ်မြင်အောင်ကြည့်တော့ဒါကဥစဉ်ကစဉ်းစားမိတာလေးကိုပြောပြပါမယ်ငါ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 လို့ထင်တယ်ဆိုတာဘလို့ထင်နေတာတော့နော်ကိုတိတ္တဆအရွယ်တွေကဆအနေထားကြီးကအခုချိန်အထိမပြောင်းလဲဘူးလို့ထင်နေတာနော်တခုတည်းလို့ထင်နေတာနော်ဒါကိုပဲခြုံပြီးတော့ငါလို့လှုပ်ထားတာ မနေ့တုန်းကရောအရင်လကရောအရင်နှစ်ကရောအကုန်လုံးကတဲ့အခြေအနေမှာဖြစ်ခဲ့တဲ့ငါအခုငါမတိမချင်းငါတငါတဲ့ငါထားတာတလုံးတစ်ခဲတဲ့တစ်ဆက်တဲ့ဟုတ်တယ်မို့လားတကယ်လို့သာငါကတော့ဖြစ်ခဲ့တဲ့အခြေအနေကတကယ်မရှိတော့ဘူးအခုအစ်စ်ကလေးနဲ့ဖြစ်နေတာဒါလည်းပဲဒလဆက်ပျောက်ပြက်နေတယ်လို့အမြင်မှန်ရမယ်ဆိုလို့ရှိရင်ငါဆိုတဲ့အထင်မှာအဲ့ဒီအချိန်မှာမရှိနိုင်ဘူးပေါ့ အဲ့ဒါရှင်ပုံနာကရှင်အနန္ဒာကိုဟောပြတဲ့တရားပဲမှန်ကိုအဆွဲပြုတ်ပြီးတော့အရေးဆိုတာပေါ်လာတာခန္ဓာ၅ပါးကိုအဆွဲပြုတ်ပြီးတော့ငါဆိုတဲ့အမြင်မှကြီးပေါ်လာတာဒါကြောင့်ဒီခန္ဓာ၅ပါးရဲ့အခြေအနေမှန်ကိုသာမြင်အောင်ကြည့်ရမယ်အခြေအနေမှန်ကပါလေမတည်မြဲမှုအနေစားအောင်အဲ့ဒီတရားကိုရှင်အနန္ဒာကိုတော်တိုင်ဟောပြတာအဲ့ဒီမှန်ကိုဥပမာပေးပြီးတော့ဟောပြတဲ့ဒေသနာကို나ယူပြီးတော့ ငါဟာတရားအသိဉာဏ်ဓမ္မစကုကိုရခဲ့တယ်လို့ရှင်အနန္ဒကိုတော်တိုင်ဟောပြထားတာနော်ဒါကြောင့်ဘေးသက်ပေါင်းသူတို့ကတော့ရှင်အနန္ဒကိုတော်မြတ်သောတပန်ဖြစ်အောင်ဟောပြတဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲလို့မေးရှင်ပုံနာလို့မှတ်ရမယ်တရားဒေသနာကမှန်ကိုဥပမာ ပေးပြီးတော့ဟောပြတဲ့တရားဒေသနာဟုတ်ရဲ့လား